ားလုံးပဲငါပါ UK Bunch တဲ့ Facebook နဲ့ YouTube channel ကနေကြိုဆိုပါရစေ။ Champion ပြည်သက်တဲ့အောင်လည်းမြင်လာပါ။ဒါကျွန်တော်တို့စနေနေ့ရဲ့ဒါ England Premier League မှာဇာထိတ်က Arsenal အမှတ်ရတဲ့ London Derby ဒါ London Club တွေက Tottenham Hotspur အမှတ်ရပြီးတော့ Manchester United နဲ့တေးကြပြီးတဲ့အချိန်မှာ Chelsea ကအင်ကွင်းမှာဂိုးပြတ်နိုင်ပွဲရတယ် ဒါပေမဲ့ကျွန်တော်တို့ Super Sunday မှာတော့ပေးသက်တွေတော့ပွဲကောင်းတွေအများကြီးရှိတယ်။ဒါဒီတစ်ပတ်ကထူးထူးခြားခြားအိမ်ခွင်းအသင်းတွေအားလုံးဟာအခြေအနေကောင်းတယ်လို့ပြောမှာပေါ့လေ။အဝေးကွင်းအသင်းအိမ်ခွင်းရှုံးပွဲမရှိကစားတာပေါ့လေ။ဒါကျွန်တော်တို့စနေနေ့တွေကစပြီးတော့ Sunderland နဲ့ Arsenal ပွဲကနေစပြီးတော့အိမ်ရှင်တွေအားလုံးရလက်ကောင်းခဲ့တယ်။ Manchester City ကနောက်ဆုံးပွဲ Super Sunday နောက်ဆုံးနေ့မှာဒါအခု Liverpool ကို3-0ပြန်နိုင်တယ်။ပွဲမတိုင်ခင်တည်းက Guardiola ပြောပြီးသား ူရဲ့တထောင်ပြည့်အမတ်တရားပွဲမှာအကောင်းဆုံးဆွမ်းဆောင်သွားမယ်မဟာပြိုင်ပတ်လီဗာပူးကို destroy လုပ်သွားမယ်ဆိုတကယ်တမ်းလဲဒီနေ့ City အပြောနဲ့အလုပ်ညီခဲ့တယ်ဒီနေ့အိုက်ပွဲကိုအဓိကခရာကြစီခဲ့သူက Jeremy Doku တို့နောက်ဒီ Nico O'Reilly တို့နောက်တိုက်စစ်က Allen Haaland နဲ့တသိန်းလုံးပါပဲကွင်းလေကဒီ Nico Gonzalez ဆိုလေတော်တော်လေးကောင်းတယ်ဒါ Jeremy Doku ကတော့ဒီနေ့ True Special ခြေစွမ်းပြတဲ့ဘင်ညာတောင်ပံအထူးသဖြင့်သူ့ရဲ့ဘေးတောင်ပံက ဒါ corner bradley ကိုလှုပ်လို့မရအောင်ဘွဲလုံးကိုသူ pressure ပေးသွားတယ် corner အဓိက mosales ကဘယ်လိုပြောမလဲဒီ track back မရှိတဲ့အခြေအနေကြောင့်လဲသူ့အတွက်ကစိတ်ကြိုက်ဖြစ်သွားတယ်ဒါကလည်း salas ကအရင်ကလည်း track back မရှိဘူးဆိုတော့ city ကဘယ်လိုပြောမလဲ liverpool ကိုရနိုင်မဲ့ source ကိုအဓိကထိန်းချုပ်တယ်ဆိုတော့ liverpool ရဲ့အထင်ကြီးအဖြစ်ဆုံးကစားမဟာ mosales ဆိုတော့ဘာဖြစ်လဲ mosales ရှိကို corner bradley ကို doku က press လုပ်ထည့်ခြင်းပါ ဆားလက်ရှိကိုပေးစရာလူမရှိဘူးအဲ့ဒါကူမှဆားလက်ရှိကိုပုံမှန်ပေးလိရှိတဲ့ diagonal ball တွေနဲ့ခဏခဏပို့လိရှိတဲ့ virtual van တိုက်ရဲ့ဘေးမှာ elin haland ကိုချပေးထားတယ်ဆိုတော့ဘလုံးရတာနဲ့ကိုသမားကမမတက်ရှိလီကိုဘလုံးပေးတဲ့အခါပဲဖြစ်ဖြစ်နောက်တန်းကစပြီးတော့ဘေးတက်ပေးတဲ့အခါမှာဗန်ဒိုက်ရှိမှာဘလုံးရတာနေတယ်ဗန်ဒိုက်ဘလုံးရပြီဆိုတော့ဟာလန်ကပြေးကပ်လိုက်မယ်ဗန်ဒိုက်ကပြန်ပေးလိုက်မယ်အဲ့ဒါက majority တပွဲလုံးပါဆိုတော့ဘာဖြစ်လဲလီဗာပူးရဲ့ attacking ရဲ့ မိဖကိုသူတို့ဘလော့လုပ်လိုက်ပြီတခါကွင်းလေရဲ့တိုက်စစ်ပိုင်းကိုကြီးတဲ့ခါမှာလီဗာပူးကွင်းလေရဲ့ထိန်းချုပ်မှုကိုမန်ချက်စတာစီးတီးရဲ့ဘောလုံးကိုခြေောက်ထဲမှာကောင်းကောင်းကင်ထားနိုင်တဲ့ကစားမတွေအားလုံးကဝင်းရံကစားတဲ့မှာဆိုလီဗာပူးမှာဘာအဖြေမှမရှိဘူးဒုတိယပိုင်းရောက်လို့မှမန်စီးတီးကစားအားချတော့မှဒါအပြောင်းလဲဖြစ်တာ ချေရတော်တော်လေး different ဖြစ်တယ် Manchester City အကောင်းဆုံးကစားခဲ့တယ်ဒါ one of the best performer လို့ပြောလို့ရတယ် Guardiola အသင်းကစားသွားတာငြိမ်တာပဲကျွန်တော်တို့ဒါ Man City ဖလားလေးလုံးယူတုန်းကဖလားလေး၄နှစ်ဆက်တိုက်ရတဲ့အချိန်ဖလားသုံးလုံးရတဲ့အချိန်က City ကိုပြန်တွေ့ရလို့ပဲတကယ် fluent football ကိုကစားသွားတယ်တကယ် pro party performance ပြတယ် ဘနာဒူဆီလ်ဘာကနေရိုင်းယန်ချာကီဖူဒန်ဟာလန်အပါဝင်ဂျယ်မီဒူကူဒုတိယပိုင်းမှာ7မျိုးဝင်လာတဲ့အိုမမာမူရှ်ဝင်လာတဲ့တသိန်းလုံးတိုက်တာလို့ကြည့်ရင်စီတီဟာလုံးဝပါဖက်ဂိမ်းကစားတယ်သူတို့ခံစစ်ငြိမ်းနေဂျက်စကိုကွာဒီယိုနဲ့ဒီတစ်ချက်တစ်ချက်သူတို့ခော့ဖြစ်သွားတယ်သူတပြည့်2-0အဖြစ်တယ်3-0အဖြစ်သွားတဲ့အချိန်ဒုတိယပိုင်းနောက်ပိုင်းမိနစ်လောက်ပဲစီတီလွတ်သွားတဲ့အလုံးတွေရှိတယ်ဒါတော့မှတော့ရှာရှာပပလီဗာပူးရဲ့ချွန်တာကတ်ကိုဂျန်လူချီဒူနာရူမှလှပါဆေးသွားတယ်တဘောလုံးတိုက်တာလည်းချီရင်စီတီဒိုမီနိတ်လုပ်တဲ့ ဟာလန်ပနတီလွဲတယ်ဒုကူကြောင့်ရတဲ့ပနတီအဲ့ဒါကိုသူပဲကောင်းတိုက်သွင်းပြီးတော့ဒါ cross ကလည်းကောင်းတိုက်ပြီးတော့ပထမကိုသွင်းတယ်ဒါဒါပေမဲ့ဒီပွဲရဲ့ game changing moment က second goal ပဲ van dijk ရဲ့ goal တော့မဟုတ်ဘူး van dijk ရဲ့ goal ကကိုမပေးရဘူးဒါ anti robinson ခေါင်းငုံလိုက်လို့ဆိုပြီးတော့ကိုမပေးဘူးဒါပေမဲ့ game changing moment က nico gonzalez ရဲ့ goal ပဲအဲ့ goal ဝင်သွားတဲ့ကြောင့်2-0ဖြစ်သွားတဲ့အခါမှာ ဂိမ်းမှာတော်တော်တိတာသွားတယ်တကယ်လို့1 nil down နဲ့ Liverpool အသင်းကပထမပိုင်းပြီးသွားရင်တောင်မှသူတို့ဒုတိယပိုင်းမှာဘာလို့ဒုတိယပိုင်းစတဲ့အချိန် Liverpool ကချေပါကိုရတဲ့ပုံစံတော့တိကစားနိုင်တယ်အဲ position ကအစအစဆိုင်ရာကောင်းလာတယ်ဒါပေမဲ့ final တက်ဆုံမှာသူတို့ struggle ဖြစ်တယ်အဲ့ကနေမှဆင်း Liverpool ကတတိယကိုကိုပေးလိုက်ရတယ်ဂျမီဒူကူ60ကျော်မှာတွင်းသွားတယ်နောက်ပိုင်းမှာလုံးဝကို different game ဖြစ်ပြီးတော့ now liverpool က chance စရတယ်။ဒါဆိုအဲ့ချိန် city ချသွားတဲ့ချိန်။ဒါပေမဲ့အဆုံးသတ်မှာဒါ manchester city tighter than နဲ့ခြေစွမ်းပြတယ်။အကောင်းဆုံးကစားခဲ့ပြီးတော့ guardiola ကသူ့ရဲ့တထောင်ပြည့်ပွဲ manchester city နီးပြဒါတစ်ဖက်က bayern munich နီးပြ barcelona နဲ့ barcelona b နီးပြ total နီးပြပွဲတထောင်ပြည့်ပွဲမှာ goal ပြတ်နိုင်ပွဲရပြီးတော့ ဘယ်လိုပြောမလဲအာဆင်ကိုသူတို့လေးမှတ်အကွာနဲ့ဖိလိုက်တယ်ဒုတိယနေရာကဒီအာဆင်ကိုလေးမှတ်အကွာနဲ့ဖိအားပေးလိုက်တယ်ဒါအစောပိုင်းပွဲမှာအင်ရှင်အသင်းတွေပဲခြေစွမ်းပြတယ်ခြေစွမ်းထက်နေတဲ့ဘုံမောက်ဘက်တူဘက်နှစ်ပွဲဆက်ရှုံးတဲ့ပွဲဖြစ်ပြီးတော့အက်ဆိုဗီလာကအိမ်ပွဲမှာ၄ခုပြတ်နေနိုင်တယ်ဒါအက်ဆိုဗီလာအသင်းကဒါတော့မှတော့အန်ထွန်ဆမန်ညိုရဲ့ပယ်နတီကို အမီမာတီနက်ဆေးသွားခဲ့တယ်ဒါဗီလာဘက်ကဒီယာဒီမှာအခုနောက်ပိုင်းတောက်လျှောက်ခြေစွမ်းကောင်းပြီးတော့နီးပြပြန်သုံးနေတဲ့ပွန်တီယာခြေစွမ်းပြတယ် ူကိုတွင်းခဲ့တယ်။နောက်ပြီးတော့မှပထမပိုင်းပြီးကနေမှဦးနာနာတကူပြန်သွင်းပြီးတော့မှနောက်ပိုင်းကျမှပဲ Ross Barkley နဲ့ Daniel Malan တို့ကတကူစီထပ်သွင်းပြီးတော့ဘုံပေါက်ကိုဒီဘယ်လိုပြောမလဲ Aston Villa က၄ကိုပြန်နေနိုင်တယ်။ Unai Emery လည်းပြီးခဲ့တဲ့ပွဲမှာသူတို့ရှုံးသွားပေမဲ့အခုပြန်ကောင်းပြီးတော့နိုင်ပွဲပြန်ယူခဲ့တယ်။အဲတစ်ဖက်မှာတော့ဒါ Brentford Newcastle United ကအဝေးကွင်း၁၀ပွဲဆက်တိုက်နိုင်ပွဲမရှိဘူး။ဒါပြီးခဲ့တဲ့ရာသီကစလို့ Champions League မဟုတ် Premier League မှာ ဒါအခုဒီနေ့ပွဲမှာလည်း Newcastle ကဥဆောင်ကိုရတယ်ရက်တကန်သူတို့ဆွာခဲ့ဖြစ်တဲ့ Brighton ကိုရှုံးတယ်ဒီနေ့ထပ်ရှုံးတယ် DRT မှာပထမအဝေးကွင်း၃ပွဲဆက်တေးကြပြီးတော့နောက်ထပ်အဝေးကွင်းဆက်တိုက်ပဲ ဒါသူစက်တိုက်အမှတ်ထပ်ရောပြီးတော့အခုလက်ရှိမှာဟိုတနေ့ကလည်း Brighton ကိုရှုံးတယ် West Ham ကိုရှုံးပြီးတော့အခုဒီနေ့လည်းထပ်ပြီးရှုံးသွားခဲ့ပြီးတော့ဒါ Brentford Brentford ကတော့ Tia ကိုခြေစွမ်းပြလို့ Coyote ရဲ့ long through ကလည်းတကယ်အရေးပါတယ်အဲ့အကြောင်းပဲဝမ်းဝမ်းဖြစ်တယ် Harvey Van ကိုတွင်းလိုက်တဲ့အချိန်မှာ Newcastle AC ဖြစ်ပေမဲ့အဲ့ long through ကပထမခြေပါကိုပေးရတယ်နောက်အဲ့ဒါကို now ဒီ ဒီဒံပန်းထုတ်ခါတာပေါ့လေအဲ့ဒါကဒီပွဲရဲ့အဓိကအဖြေပဲခွန်ဆက်တော့မှာဒံပန်းနှဝတတိနဲ့ဒီဘယ်လိုပြောမလဲအော်ဒံကူအထားတော့ကိုဖြတ်ထုတ်လို့ပယ်နတီလည်းပေးရတယ်ထီယာကိုကန်တယ်ပြီးတော့မှ injury တိုင်းမှာပဲထီယာကိုတကူထပ်သွင်းပြီးတော့ key and through ရဲ့အသင်းကအိမ်ကွင်းမှာအသင်းကြီးတွေကိုနောက်ထပ်ရလက်ကောင်းတယ်သူနိုင်ပွဲဆက်တယ်အဲ့ဒီနေရာမှာဒါတစ်ဖက်က Northern Forest ညပြတဲ့ဒါဘယ်လိုပြောမလဲ ဒါ forest ကလည်းအခုလက်ရှိမှာရှောင်းတိုက်လက်ထက်မှာနိုင်ပွဲရတယ်သူတို့အိမ်ပွဲမှာသူတို့ leash united ကိုနိုင်ပွဲရတယ်ဒါ northern forest က sangari တကူအတွင်းနဲ့ ပြီးတော့မှ Morgan Kipwhite တကူသွင်းပြီးတော့ Aliyah Anderson ဒါတော့မှသူတို့ဥဆောင်ကိုကိုဒါနမချာကဥဆောင်ကိုသွင်းထားပြီးတော့မှ3ကိုဆက်တိုက် Forest ကပထမပိုင်းမှာတကူဒုတိယပိုင်းမှာ2ကိုသွင်းပြီးတော့ Forest က3ကိုတကူနဲ့နိုင်တယ်တစ်ဖက်မှာတော့ Crystal Palace ကဒါဒီ Brighton နဲ့ကိုမရှိတီချသွားတဲ့အတွက်ပေါ့လေဆိုတော့ကျွန်တော်တို့အခုလက်ရှိမှာ Super Sunday ဒါ Premier League ပွဲတွေအပြီးပေါ့လေ Super Sunday Premier League အပြီးမှာ အာစနယ်က26မှတ်နဲ့ဈာထိပ်မှာရှိပြီးတော့မန်ချက်စတာစီးတီးက22မှတ်နဲ့4မှတ်အကွာအိုက်အောက်မှာချယ်ဆီကရမှတ်20နဲ့အဆင့်3မှာရှိပြီးတော့အဲဆန်ဒလန်က19ထော်ဒနာဟော့စပါအာစနယ်ဗီလာမန်ချက်စတာယူနိုက်တက်လီဗာပူး AFC ဘုံပေါင်းတို့အားလုံးက18မှတ်စီနဲ့ဒါလက်ရှိမှာဒါလက်ရှိအဆင့် ဒါဘယ်လိုပြောမလဲ96869ပေါ့ပြီးတော့မှ Palace ကအဆင့်30ဒါ Wolverhampton ကတော့လုံးဝနိုင်ပွဲမရသေးတဲ့အဖြစ်မှတ်တမ်းဝင်ခဲ့ပြီးတော့ Forest ကအိုက်နိုင်ပွဲ West Ham ကနိုင်ပွဲတွေကြောင့်သူလည်းအမှတ်တင်ရသွားတာပေါ့လေဆိုတော့အခုဇယားထိတ်မှာဂိုးများဆုံးတွင်းထားတဲ့ Haaland က14ဂိုးမြောက်ဂိုးကိုဒီကနေ့တွင်းခဲ့ပြီးတော့ Premier League 69ဂိုးတွင်းတဲ့ ထီယာကိုကတော့ဒီနေ့နှစ်ကိုသွင်းလို့သူကပရီးမီယာလိဂ်ကို၈ကိုသွင်းပြီးတော့ဖန်တီမှုကတော့၄ချိန်စီနဲ့ချက်ဂရီလစ်အပါဝင်ဒါချန်နယ်ကစားသမားတွေအကုန်လုံးပေါ့လေဆိုတော့အခုဖတ်ကွာတွေကလည်းမန်ချက်စတာစီးတီးကသူ့ရဲ့အကောင်းဆုံးပုံစံနဲ့ဒါနိုင်ပွဲရယူခဲ့ပြီးတော့အာမီစလော့အတွက်တော့ back to back အဝေးကွင်း၄ပွဲဆက်တိုက်ရှုံးတယ် ဒါအဝေးကွေးလေးပွဲစက်တိုက်ရုံးခံရတာပေါ့လေဒီယာတီအတွင်းမှာဒါအဝေးကွေးလေးပွဲစက်တိုက်တောက်လျှောက်ရုံးခံရတယ်ဒါမန်ချက်စတာစီးဒီစီးတီးကိုရှုံးတဲ့ပွဲအပါဝင်အာနီဆော့ရဲ့လီဗာပူးကခရစ်စတယ်ပဲလစ်ကိုသူတို့2-1နဲ့ရှုံးတယ်ချက်စီးကိုစတန်ဖို့ဘစ်မှာ2-1နဲ့ရှုံးတယ်ဘရန်ဖို့ကို3-2နဲ့ရှုံးပြီးတော့မန်စီးတီးကို3-0ဆော့လီဗာပူးရဲ့အဝေးကွေးလေးပွဲစက်တိုက်ရှုံးတဲ့သူမန်ချက်စတာစီးတီးအသင်းကအခုလက်ရှိနိုင်ပွဲပေါ့လေ အဲ့နိုင်ပွဲကြောင့်ပဲအခုလက်ရှိမှာသူတို့ကနောက်ပိုင်းပွဲစဉ်တွေမှာအက်စမီလာကိုရှုံးပြီးခဲ့ကနေသူတို့တင်းရဲ့ရလက်ပုံစံပုံစံကောင်းကိုပြသထားတယ်ဆိုတော့စီတီကလည်းအခုပုံစံတဲ့လီဗာပူးအတွက်တော့မန်စီးတီးကို၄ဘတ်กว่าအာဆနယ်ကို၈ဘတ်กว่าဖြစ်ပြီးတော့ချန်ပီယံစုဖလားကာကွယ်ဖို့ခက်ခဲသွားပြီးမန်ချက်စတာစီတီးကပုံစံကောင်းတဲ့ဒါထိတ်ကအာဆနယ်ကိုပရက်ရှာပေးနိုင်ပါပြီအားလုံးကျေးဇူးတင်ပါတယ်